အဓိက main သရုပ်ဆောင်နေရာကိုဇင်နယ်ဝင်းဝင်လာပါတယ် dramatic ဖြစ်ဖို့အတွက်ကိုသူ့ကိုတော်တော်ကြီးကို try နာတာပေါ့ try ရသလိုရှင်လုံးဝဆုတ်ပြတ်သွားတော့ပြီးသွားလို့ရှင်တော့နှစ်သုံးလောက်ရှင်တော့ဒီကလေးလေးဇွဲချသွားမယ်လို့ထင်တာပေါ့နော်ဒါမှမဟုတ်ဗျာသူဇွဲရမ်းကောင်းတယ်တပိဒီကောင်းကိုဖြစ်အောင်လုပ်မယ်ဆိုဆိုတဲ့စကားလေးပေါ့နော်ဒီစကားလေးကိုကြားလိုက်တဲ့အချိန်မှာတော့ကြော်ယုံကြည်သွားတယ်ဒီကလေးဖြစ်မယ်ဆိုတော့ အဲဒါကျွန်တော်ရဲ့ပထမဆုံးဇလန်တွဲပါဇလန်တွဲပါလို့ရိုက်ဖြစ်လဲဆိုတာရဲ့မိခွင်မှာမှလည်းအဖြေရလေးနဲ့မရှိပါနဲ့အဲ့ဒါတော့ဘာလဲဆိုတော့လေရုပ်ရှင်နဲ့ဇလန်တွဲနဲ့မတူညီဘူးသွားတွေ့လို့ရုပ်ရှင်နဲ့ဇလန်တွဲနဲ့မတူညီဘူးဘာသွားတွေ့လဲဆိုတော့ရုပ်ရှင်ရတကားကိုဖန်တီးတဲ့ချိန်မှာကျွန်တော်တို့က at 1 at 2 at 3ပေါ့နော်ဒီပုံမှာပဲကျွန်တော်တမ်မူတွေဖန်ပြောလောက်ပါတယ်ဒါပေမဲ့ဇလန်တွဲကိုကျွန်တော်ဖန်တီးတော့မယ်ဆိုချိန်မှာ create လုပ်တဲ့ချိန်ကျတော့ creator တယောက်နေနဲ့ပုံစံမတူတော့ဘူးဘာလဲဆိုတော့ဒီကားဆိုလို့ရှိရင်အပိုင်း16ပိုင်းလာမယ် ပိုင်း၁၆ပိုင်းလာမယ်လို့ရှိရင်ခုနလိုအဝမ်းအတူအသီးတော်နဲ့သွားလို့မရအောင်အပိုင်းနဲ့အပိုင်းနဲ့ episode တစ်ခုတိုင်းတစ်ခုတိုင်းမှာကျွန်တော်ပြည့်သက်ကဒီကားကိုစိတ်ဝင်စားလာဖို့နော်ကြက်ပန်လိုက်ရမယ်အဲ့လိုပဲကျွန်တော်ကဒီပိုင်းပြီးသွားတဲ့အချိန်မှာနောက်တစ်ပိုင်းကိုကြည့်ကျင်လာအောင်လေ creator ဖြစ်တဲ့ driver ဖန်တီးယူပါတယ်အဲ့ဒီစိတ်ကုန်မှုကြိုက်တယ်ဒီကားဆိုလို့ရှိရင်ကျွန်တော်စကားစဖွင့်လိုက်တာနဲ့ opening scene 1ဟိုကပြည့်သက်ကြည့်ပြီးတာနဲ့ဟာဆိုပြီးပါသွားလိမ့်မယ်အဲ့လိုပဲသိမ်းသွားတဲ့အချိန်မှာအပီဆိုဒ်ကိုလုံးပြီးသွားတဲ့အချိန်မှာလည်းပါတဲ့တင်းဆောင်တွေအားလုံးကျွန်တော်ပြည့်တဲ့ကိုမစ်ဆက်သွားမယ် မိဆက်သွားပြီးတဲ့အပြင်နောက်အပိဆုံးမှာဘာများဖြစ်မလဲဆိုစန္ဒနဲ့ပြေးတာနောက်အပိဆုံးကိုလည်းမျောလိုက်မယ်အဲ့လိုပေါ့နော်မတူညီတဲ့အစိန်ပေါ်မှုတစ်ခုနဲ့ရှိနေတဲ့အတွက်ဇလန်တွေကိုကျွန်တော်ရိုက်ချန်တော့ကြာကြာပြီဇလန်တွေရိုက်ချန်တဲ့အတွက်လည်းဒါရိုက်ဖြစ်သွားတာဒီကားပရမပေါ့နော်သူ့ရှေ့မှာလည်းကျွန်တော်တစ်ခုတည်ထားရှိပါသေးတယ်မတူညီတဲ့စင်ခွန်မှု မတူညီတဲ့ presentation တခုပေါ်မှာကျွန်တော်အရင်စိတ်ဝင်စားတယ်အားကြောင့်ဇလန်တွေကိုရိုက်တာပါပစင်ရုံးကိုမင်းမင်းပြန်လိုက်တာ အဲအဲ့လိုပဲပြောမှာပေါ့နော်ဟိုတူဒီကားကမချိုးဘယ်လိုပြောရဖြစ်လို့မချိုးအဓိက main တေးဆောင်မှာသူနဲ့ပတ်သက်ပြီးတော့ပဲဇက်ဇက်လုံးတဲထားတာပေါ့နော်ဟိုအဓိက main တေးဆောင်နေရာကိုဒီဇင်နယ်ဝင်ဝင်လာပါတယ်ဝင်လာတဲ့အတွက်ကျတော့သူလည်းအစ်စ်ချက်ချက်ပေါ့နော်အစ်စ်ချက်ချက်တော့ဖြစ်တော့ကျွန်တော်ကဘာပြင်ဆင်ရလဲဆိုတော့ဝိထုရဲ့အရေးကြီးတဲ့ဇက်ကောင်တစ်ယောက်ဖြစ်နေတယ်ဒါပေမဲ့ size ဆရာကြီးဖြစ်လို့မူရမင်းသမီးကတော့ကွက်တီဝင်တယ်တော့အသားဖြူဖြူလေးနဲ့ညာတက်အေးစေးတော့ကောင်းပါလေး ခိုင်တာတော့အပြည့်ရှိပါတယ်။ဒါပေမဲ့ဇက်ကဲသဘောတရားတုံးဆောင်လေဆိုတာဟိုဇက်ကောင်ရဲ့ပုံစံနဲ့အပြင်းမန်း fit ချတူရယ်ဆိုပြီးတော့ကျွန်တော်ရိုက်ကူးလို့မရအောင်။အဲတုံးဆောင်ကပါမဲ့ဇလန်းထဲမှာပါမဲ့ခိုင်တာကိုအပြည့်အဝသူတုံးဆောင်နိုင်မှကျွန်တော်တို့လက်ခံလို့ရမှာ။အဲ့တော့သူတုံးဆောင်နိုင်တုံးဆောင်နိုင်လားသိဖို့တော့ကျွန်တော်တို့ကဒီနှစ်ပတ်လုံးရှိပြီကော။ရှင်းနှစ်ပတ်တတိယတော့သူ့ကို training ပေးထားပါတယ်။သူမမျိုးတနာတုံးကိုယ်တိုင်လည်း training ပေးတာလည်းကျွန်တော်ကိုယ်တိုင်လည်းပေးတာလေကျွန်တော်စိတ်ကြိုက်ဒီနှစ်ပတ်လုံးကိုသူ့ကိုမနာတန်းခိုင်းတာ မရန်ခိုင်းတဲ့ချိန်မှာအဲပထမဆုံးရက်မှာပဲသူတော်စူးစမ်းတာတွေ့လိုက်ရတယ်တွေ့လိုက်ရပြီးတော့သူရှိရအခြေဆုံးစကားထုံးလဲကြားလိုက်ရတယ်အဲ့ဒါလေးကဘာလဲဆိုတော့တပိဒီကောင်ကိုဖျက်အောင်လုပ်မယ်ဆိုဆိုတဲ့စကားလေးပေါ့နော်ဒီစကားလေးကိုကြားလိုက်တဲ့ချိန်မှာတော့ကျွန်ုံကြည်သွားတယ်ဒီကလေးဖြစ်မယ်ဆိုတာအဲ့လိုပဲဒီနှစ်ပတ်လုံးလုံးသူနေ့တိုင်းစူးစမ်းတာဒီနေ့ဆိုလို့ရှိရင်လည်း grow up in tech training လုပ်မှာမရိုက်မချင်းတော့ကျွန်တော် training အပြည့်အဝလုပ်မှာသူ့လေဟိုစိတ်ချလောက်လောက်တဲ့အနေထားတိကိုသူရောက်ရှိလာပါတယ် ရရှိအောင်လည်းကျွန်တော်အကျဉ်းချင်ဆုံးနဲ့အကောင်းဆုံးဖြစ်အောင် ပြတ်လမ်းညွန်ပြတ်သားထားပါတယ်ပိတ်တဲ့ရတော့ဒါပြဿနာဖြစ်တာတော့ထောက်ရိုးကျိုးမြင်လာရည်လို့ပြောဒီလူရက်ကောဒါမင်းသမီးနေနဲ့လက်ခံပါတာဒါဘယ်လိုတွေးထားလဲဒီအကြောင်းနေလဲရှိလဲอืมကျွန်တော်ကတော့အဲ့လိုခေါ်ယူချိုးလိမ့်မယ်လို့လည်းထင်တာပေါ့နော်ဒါကိုလည်းပြည့်တဲ့လူပဲတွေးတာပဲလေမှန်ပါတယ်ပြည့်တဲ့တွေးရလည်းမှန်လေအဲ့ဒါကြောင့်လည်းကျွန်တော်ဒီမြိုက်ခင်တစ်ပတ်မှာကျွန်တော်သူ့ကိုလေ့ကျင့်နေတာလေ့ကျင့်ရင်အကြောင်းရအဲ့ဒါလည်းပါပါတယ်အဲ့လိုလေ့ကျင့်ကြည့်လိုက်တဲ့အချိန်မှာသူ့ဟိုဘက်ကဟာကြီးတော့မပါလာပါဘူး ဟိုစကားကြလို့ရှိရင်ထွက်လာလို့ရှိရင်တွေ့မှာပါလေတွေ့ပါလိမ့်မယ်သူရဲ့တယောက်ဆောင်ပညာပေါ်မှာယူသွမှုသူရဲ့စူးစမ်းမှုနဲ့သူကတကယ်ကိုတယောက်ဆောင်ကောင်းတယောက်ဖြစ်နိုင်တယ်ဆိုတာကိုပြည့်တက်ကိုယ်တိုင်လက်ခံလာအောင်ကျွန်တော်စူးစမ်းပါမယ်ကျွန်တော်ယုံနဲ့ယုံကြည်တယ်ကျွန်တော်သူ့အစတင်တယ်ဟိုသူ့ပြောရလေတယောက်ဆောင်တယ်ဆိုတာပညာတယောက်ဆောင်နဲ့အလုပ်ကိုပညာရတစ်ခုအနေနဲ့သမီးလက်ခံလာသမီးလက်ခံနေတယ်လို့ရှိရင်သမီးကိုသင်ကြားပေးတာဒီတကားတော့မပေါဘူးလို့တယောက်ဆောင်တွေရတည်ရမယ့်အခြေခံအကြောင်းအရာတွေ ခါရီဆိုသူတို့တိကျတဲ့လားအဲ့တော့ကျွန်တော်ရဲ့စန္ဒကတော့မင်းသမီးတယောက်ကတော့မလွတ်ပါဘူးမင်းသမီးလည်းအများကြီးပါပဲလောလောဆယ်မှာဒါပေမဲ့တယောက်ဆောင်ကတော့တော်ရှာပါနေပါတယ်အဲ့တော့သူ့ကိုကျွန်တော်တယောက်ဆောင်ကောင်းတယောက်ဖြစ်ဖို့ပဲရွေးချက်ရှိပါတယ်နောက်ထပ်တက်လာမဲ့တယောက်ဆောင်တယောက်ဆိုရတဲ့ကိုကျွန်တော်ကတော့ဖြစ်စေချင်တယ်သူ့လေဖြစ်စေချင်တယ်ဆိုတော့သူနဲ့အခုဒီနှစ်ပတ်လောက်နေကြည့်တဲ့ချိန်မှာသူ့ရဲ့ဟိုရိုးသားတဲ့စိတ်လေးပေါ့နော်စိတ်လေးကရိုးသားတယ်နောက်တစ်ချက်ကကျတော့ဟို တခါလေးဟိုကျွန်တော်လက်ကျင်နေတာပြောတာသူမနေ့ရောက်လာပြီးတာနဲ့မနေ့9နိုင်နေညနေ9နိုင်ဒီနေ့တိုင်း train လုပ်တော့ဗောနော်ညနေ9နိုင်လောက်တော့သူမျက်နှာဆုတ်ပြတ်သွားတယ်။နောက်ဘာလို့လဲဆိုတော့ကျွန်တော်ကလည်း drummer ကားလေးဖြစ်တဲ့ဇက်ကလေ drummer ကားလေးဖြစ်တော့ dramatic ဖြစ်ဖို့အတွက်ကိုသူ့ကိုတော်တော်ကြီးကို train ထားတာဗော။ train ရလို့ရှင်လုံးဝဆုတ်ပြတ်သွားတော့အမှန်တရားပြီးသွားလို့ရှင်တော့နှစ်သုံးလောက်ရှင်တော့ဒီကလေးလေးဇွဲချသွားမယ်လို့ထင်တာဗောနော်။ဒါမှမဟုတ်ဘူးဗျာ။သူဇွဲရမ်းကောင်းတယ်။အဲ့တော့ကျွန်တော်ဖြစ်စေခြင်းလေသူ့ကိုလေဖြစ်စေခြင်းဒီလိုမျိုး ဟိုအလုတ်ကမလုတ်သေးဘူးမလုတ်ခင်တည်းကအခုလိုစိတ်ပါဝင်စားသွားနေကျွန်တော်တို့အချိန်လေးပေးတယ်ကြိုးစားရေးလေ့ကျင့်အဲ့လိုတိကျဆောင်မျိုးတွေကတော့ဖြစ်စေခြင်းတယ်ကိုကလေဖြစ်စေအကယ်ဖြစ်စေခြင်းတာပါအဲကျွန်တော်ရဲ့ပထမဆုံးဇလန်တွေဖြစ်ပါတယ်ကျွန်တော်ရဲ့ပထမဆုံးဇလန်တွေဆိုရင်ပဲလေကျွန်တော်ရဲ့ရွေးရမပြတ် dramatic ဖြစ်မဲ့ဇာတိတစ်စပ်ပါပြည့်သက်စိတ်ဝင်စားဖို့နဲ့ပြည့်သက်ကြိုက်ဖို့အတွက်ကိုတော့ကျွန်တော်ဘက်ကအစွမ်းကုန်ပြင်ဆင်လာပါတယ်ဒီမြိုက်ခုခင်ကျွန်တော်အခုနှစ်ပတ်လောက်ရှိပြီပေါ့နော်နေ့စဉ်နေ့စဉ်ပြင်ဆင်လာပါတယ် အကောင်းဆုံးကျွန်တော်ပေးဆက်ထားပါရစေအကောင်းဆုံးဖြစ်အောင်လည်းကြိုးစားထားပါရစေအဲ့တော့ပြည့်တယ်လည်းအားပေးပြီပါကျေးဇူးများတင်ပါတယ်